အထက်မင်းကိုစစ်မျက်နှာအခြေအနေမှန် AR မြင့်မြစ်ကြောင့်အရှိတ်ချံကိုဘယ်သူထိန်ချုပ်မလဲပြိတ္တများအားလုံးပဲမင်္ဂလာပါရှင် အခုလိုမျိုးကပ္ပအရေးမြမအရေးသတင်းတွေကိုသတင်းခေတ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့နော် ဒီတင်ပြချက်မှာတော့အထက်မင်းကိုစင်ကူတပိတ်ကျင်းမိုးကုတ်မိုးမိတ်စစ်မျက်နှာအခြေအနေမှန်ညစ်ကြောင်းရှိပတ်ချက်ကိုဘယ်သူထိန်းချုပ်မလဲဆိုတာကိုမြေပြင်သတင်းတွေကသိရှိရချက်တွေကိုလေ့လာနိုင်အောင်တင်ပြထားပါတယ်။မန်လီတိုင်းမြောက်ဘက်ခြမ်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ဆက်တရှော့ဖြစ်တဲ့စင်ကူတပိတ်ကျင်းမိုးကုတ်နဲ့မိုးမိတ်စားတဲ့ဒေသတွေကလက်ရှိအခြေအနေတပြင်းကြီးတိုက်ပွဲချင်းတွေကိုအသေးစိတ်တင်ပြသုံးသပ်သွားမှာပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာစင်ကူးနဲ့တပေးချင်းနေမြေတွေမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတဲ့နောက်အခုခါမှာတော့စစ်ရေးအရှင်ဟာပုံမမြင့်တက်လာက AR မြေရဲ့အရှိတ်ဘက်ကန်ကြံတစ်ခုလောက်ကိုထိန်းချုပ်နိုင်တော့မယ့်အခြေအနေတွေကိုရောက်ရှိလာနေပါတယ်။လက်ရှိမှာမတ်ဒရာနေမြေကနေနေမြေရှင်းလင်းလာတဲ့စစ်ကြောင်းတွေဟာစစ်ကျင်တောင်ကိုဖြတ်ကျော်လာခဲ့ပါပြီ။ ဒါပြင်စင်ကူနယ်ရဲကူနေမြရှင်လင်းနေတဲ့စစ်ကြောင်းတွေဟာလည်းမကြမီမှာမိုးကုတ်မန်လီကတ်တရလမ်းမကြီးနဲ့အေယာရီမြစ်အရှိဘက်ကျန်တစ်ခုလုံးကိုစုံမိုးနိုင်တော့မယ့်အနေထားမှာရှိနေပါတယ်။အခြားတစ်ဖက်မှာလည်းဖော့ဒေါ်လန်ဆောင်ကနေထူလာတဲ့စစ်ကြောင်းတစ်ခုဟာကြောက်ဖြာရွာနဲ့ဇေယကွင်းရွာတွေကိုတင်ပိုက်ပြီးတဲ့နောက်လေကျရွာကိုဝင်ရောက်ရှင်လင်းနေပါတယ်။ဒီအတွက်ကြောင့်လေကျလန်ဆောင်ရွာအထက်ကရှေကျော်၊ကွင်း29ရှေခက်ပင်၊ကွင်း30ဝတ်တီ၊ဖက်ရှိစားတဲ့ရွာတွေကဒေသခံတွေဟာလည်းစစ်ပေးတင်းရှောင်နေကြပါတယ်။ ဒီရပိုင်းအတွင်းဝက်တီရအမိကရွှေကလစ်ပင်တွေကိုမန်း PDF ကခိုယူပြီးစစ်ကြောင်းဝင်လာရင်ခံတိုက်ဖို့တက်လုံးပံကားရီစလုပ်နေရတဲ့ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လာခဲ့ပါတယ်။ဒီလိုမျိုးပြင်အနေထားကြည့်ရင်တပိတ်ချင်းမျိုးနယ်ရဲ့အစိုးဆုံးဖြစ်တဲ့ချောင်းကြီးရွာကိုမကြခင်ရပိုင်းအတွင်းမှာပဲတက်မတော်စစ်ကြောင်းတွေတင်ပိုက်နိုင်ပွဲရှိပါတယ်။ဒီနောက်မှာစင်ကူးနယ်ရဲကထိုးလာတဲ့စစ်ကြောင်းနဲ့ချောင်းကြီးရွာမှာလက်ချင်းချိန်နိုင်မလား။ ဒါမှမဟုတ်ချောင်းကြီးရွာကနေကြည်ထောက်ပေါ်ရွာကိုဖြတ်ပြီးလက်ပံလာရွာထိစစ်ကြောဆက်ထုမလားဆိုတာကိုမကြခင်မှာပဲမြင်တွေ့ရတော့မှာဖြစ်ပါတယ်။ဒီစင်ကူတပိတ်ချင်းဆင်မြနာနဲ့တပြိုင်နက်မှာပဲမိုးကုံမျိုးရဲ့အခြေအနေကလည်းစိတ်ဝင်စားစရာကောင်းနေပါတယ်။မိုးကုံမျိုးရဲကိုတမရော်ကဝင်ရောက်ခြေချနိုင်ခဲ့ပြီးရဲ့နောက်ပိုင်းမြို့နီမှာတိုက်ပွဲပြင်းထန်နေရတဲ့သတင်းတွေအွန်လိုင်းမှာကြန့်နှံ့ခဲ့ပါတယ်။ဒီသတင်းကြောင့်ဆစ်ဆောင်နေရတဲ့သူတွေဟာရွာပြန်ဖို့ခြိတုံချတုံဖြစ်နေကြပါတယ်။သို့တော်လည်းမြေပြင်ကနေရရှိတဲ့သတင်းအရမြို့မြောက်ဘက်က ဆက်အင်ပြန်မှာဖြစ်ခဲ့ရဆိုတဲ့အဖြစ်ပြန်ဟာတကယ့်စစ်ပွဲကြီးမဟုတ်ပဲပြောင်ကောင်းလန်ခွေအတက်ကတရုတ်တင်ဆိုင်ကမောင်းနေလက်နက်ငယ်နဲ့ပြစ်ပြီးထွက်ပြေးသွားတာဖြစ်တယ်လို့သိရပါတယ်။တမရော်သားတွေကိုအဝေးကနေပြစ်ခတ်ပြီးထွက်ပြေးသွားတာဖြစ်ပြီးဈေးတဲရီရဲ့ဆိုင်ကယ်တွေပါရှိသွားခဲ့တယ်လို့သိရပါတယ်။ဒါကိုကြည့်ရင်စန့်ကျင်ဘက်မီဒီယာတွေတင်တဲ့သတင်းဟာချက်ကားထားတဲ့သတင်းသာဖြစ်ပါတယ်။ ဒါပေမဲ့မာနာရွာအလေရွာရှမ်းကုန်းဆန်ရွာတွေကိုဖျက်ပြီးလေတာတောင်ဘက်ကနေအင်အားဖြစ်တင်းသောမျိုးရှိခဲ့တယ်လို့သိရပြီးမာနာရွာရဲမှာမုခုပြူဟာတပ်ဖွဲ့ဝင်နှစ်ဦးရဲ့အလောင်းတွေကိုတွေ့ရတဲ့အတွက်မြို့အနီးတစ်ဝိုက်မှာတပ်မတော်စစ်ကြောင်းတွေနေရာယူထားပြီးစစ်ပွဲဆင်နွှဲနေရကိုမြင်နိုင်ပါတယ်။ညတကောင်ရမှာထင်းရှုတောင်ဘက်ကိုလေကြောင်းတိုက်ခိုက်မှုတစ်ခုလုပ်ခဲ့ပြီးဒါဟာမြို့ရဲမဝင်ခင်ကကြောက်ပုံစစ်နှစ်ဖက်ကိုဆင်သွားတဲ့မုခုပြူဟာ PDF တပ်တွေကိုရှင်းလင်းတာဖြစ်နိုင်ပါတယ်။ ကြက်ပြမှာတိုက်ပွဲပြင်းထန်နေဆိုရဲပြပသတင်းဌာနရဲ့ဖော်ပြချက်ကလည်းဝါရဖြန့်မှုသာဖြစ်တယ်လို့သုံးသပ်ရပါတယ်။တိုက်ပွဲဖြစ်ခဲ့တာကကြက်ပြင်းရဲ့မြောက်ဘက် လေးမိုင်ခန့်အကွာကကြောက်စင်ရွာနဲ့သူ့အောက်ကပေါ်မားရွာမှာပါ။ဒီတိုက်ပွဲဟာတမရော်လက်နက်ကြီးအဖွဲ့ကပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ပင့်ကူတောင်ပေါ်ရိတ်ကမိခိုးတွေထွက်နေရဆိုတာဟာပင့်ကူတောင်ရဲ့မြောက်ဘက်မှာရှိတဲ့ကြောက်စင်ရွာကိုလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ဖြစ်ပါတယ်။ ကျောက်စင်ရွာမှာမုတ်ကုတ် PDF 913တက်ဆွဲထားတာကိုဒေသခံတွေသိသွားကြပြီးဒီသတင်းတွေထွက်လာပြီးရဲ့နောက်မှာပြောင်ကောင်းကြီးရွာဘုံကြီးကျောင်းကို PDF 913တက်ဖွဲ့ဝင်အညအများရရှိလာကြတယ်လို့သိရပါတယ်တောင်ကြီးမိုးကုတ် PDF 913အားလဲမိုးကုတ်ဘူဟာတန်နီတူမိုးကုတ်နယ်ကိုကြောက်ခိုင်းပြီးမိုးမိတ်နယ်တွေကိုဆုတ်ခွာရောမဲ့အနေထားကိုပြသနေပါရယ်မိုးမိတ်မျိုးတွေကိုတမတော်စစ်ကြောင်းတွေဟာနိုဝင်ဘာလ29ရက်နေ့ကဝင်ရောက်တဆွေးနေပြီးမြို့ဝန်ကျင်ကိုရှင်းလင်းနေတာတွေ့ရပါရယ် အထူးသဖြင့်မိုးမိတ်ကနေတပိတ်ကျင်းဘက်ကိုထွက်တဲ့လမ်းတွေကိုရှင်းလင်းနေပါတယ်။ဒီဇင်ဘာလ3ရက်နေ့မှာမိုးမိတ်မြို့အနီးကမကြီးပင်ရွာကိုတက်မလို့စစ်ကြောင်းတွေရောက်နေပြီဖြစ်ပါတယ်။ဒီနေ့ထားမှာမိုးမိတ်မြို့အနီးမှာစုဖွဲ့နေတဲ့လက်နက်ကန်အင်အားစုရဲ့ထွက်လန်းဟာဝဲပေါင်းရွာဘက်ကသာရှိပါရောင်း။ကစိန်ရဲမှာပဲတွင်းငယ်73တပ်ထဲကစစ်ကြောင်းတစ်ခုဟာမိုးမိတ်ဘက်ကိုဥတီထိုးလာတဲ့အတွက်ရှင်ညာဦး၊ကြောက်ဖြူ၊တောင်ပုံ၊ဗန်နွေစတဲ့ရွာတွေကလက်နက်ကန်တွေရဲ့ဆော်လန်းဟာတောင်လေရွာကိုပဲပြေးဆုံနေပါရယ်။ ကြောင်လေရမှာတပေချင်းဘူလီယုံရဲ့ PDF တန်လျှောက်နေတာကြာပြီဖြစ်ပြီးမူမိနေရဲကဆောက်ခွန်လာတဲ့အင်အားစုတွေပါဝဲပေါင်းရွာဘက်ကနေလျှောက်လာတဲ့အခါမှာကြောင်လေရွာဟာစစ်မြေပြင်အတီးသာဖြစ်သွားနိုင်ပါတယ်။ဒီအပိုင်းအတွင်းမှာကချက်လက်နက်ကန်အဖွဲ့ KIA ကမူမိမျိုးကိုကောက်ွယ်သွားမယ်လို့တင်းလွှင့်ခဲ့ပါတယ်။ဒါပေမဲ့တကယ်ယူရဲ့ချက်ကတော့ KIA တင်ပိုက်ထားတဲ့မဘိမျိုးကိုတမရော်စစ်ကြောင်းနေလျှောက်မလာဖို့သာဖြစ်တယ်လို့သုံးသပ်နိုင်ပါတယ်။ DNL ကနောက်ချိုကြောင်းမဲတီဘောစားရမျိုးတွေကိုဆွလပ်ပြီးတဲ့နောက်မိုးကုန်းနဲ့မိုးမိတ်ကိုဆွလပ်ဖို့တမရော်ကောင်ဆောင်တွေနဲ့ညီနိုင်ကြကတမရော်ကိုကိုရိုင်းဖိတ်ခေါ်လမ်းပြပေးခဲ့ရပါတယ်။ဒါကြောင့်မိုးမိတ်အနီးကမဘေးမျိုးဟာအနည်းဆက်ကွင်းနဲ့ရောက်လာခဲ့ပါတယ်။အရေးကြီးတဲ့အချက်မှာမိုးကုတ်ကနေဆုတ်ခွာလာတဲ့ TNL လက်အောက်ခံတပ်တွေဟာ KIA ထိန်းချုပ်ထားတဲ့မဘေးမြို့နယ်ဘက်ကိုဝင်ရောက်လာတာမတွေ့ရဘဲတပိတ်ချင်းနေတဲ့ကူသာဆုတ်ခွာသွားတာဖြစ်ပါတယ်။ဒါဟာ KIA နဲ့ TNL ရဲ့ဆက်ဆံရေးဆိုးဝါးမှုကြောင့်ဖြစ်နိုင်ပါတယ်။ ါကြောင့် Mogo PDF 93 Mogo View ဟာအပါအဝင် အားလုံးရဲ့ဆန္ဒဟာတပိတ်ချင်းတွေတခုပဲရှိတော့ပြီးရွှေလောက်ွက်တွေရှိရဲ့တောင်လေရွာဟာသူတို့ရဲ့စုရသက်ပွဲဖြစ်လာနေပါတယ်။လက်ရှိအချိန်ညမြေကြောင်အရှိဘတ်ချန်တခုလုံးမှာတက်မတော်ရဲ့ထိုးစစ်တွေအရှိန်ဟုန်မြင့်မားနေပြီးလက်နက်ကန်အင်အားစုတွေဟာတပိတ်ချင်းတွေမြေကိုအ धिक ဆက်ခွာရနေရာဖြစ်အသုံးပြုနေရာကိုတွေ့မြင်ရပါတယ်။ တောင်လေရွာဟာလာမယ့်ရက်ပိုင်းအကြွင်းမှာအစွန်ဖြတ်တိုက်ပွဲကြီးတွေဖြစ်ပွားနိုင်ပြီးစစ်မြေပြင်ဖြစ်ရောက်ရှိလာနိုင်တာကိုဆက်လက်ဆောင်ကြည့်ပါကြဖို့တိုက်တွန်းရင်းဒီနေ့အတွက်တိစမှုကိုခေတ္တခဏရန်နာပြစေရှင်